မိတ်ဆွေက crypto မှာရေရှည်ရင်းနှီးညွှန်နေပြီးတော့ငွေရှာခြင်းနဲ့ဆိုလို့ရှိရင်သိရမယ့် strategy တစ်ခုရှိပါတယ်။ဒီ strategy အတိုင်းလုပ်မယ်ဆိုလို့ရှိရင်အချိန်တစ်ခုကြာတဲ့အခါမှာ crypto investment မှာတေချာပေါက်အမြတ်ရနိုင်မှာဖြစ်ပါတယ်။ဒီ video မှာတော့ဒီ strategy ကိုတေချာရှင်းပြပေးမှာမို့လို့အဆုံးထိကြည့်ပေးပါအောင်။ crypto မှာရင်းနှီးညွှန်နေမယ်ဆိုလို့ရှိရင်လူတွေအထင်မှားတဲ့တာတစ်ခုရှိပါတယ်။အခုဝယ်ခဏနေအစတွေအများကြီးမြတ်ပြီးတော့မှတထေးတန်းဖြစ်မယ်လို့ထင်ကြတာပါ။တကယ်အလိုမျိုးအဖြစ်တွေကလူတန်းမှမှတယောက်လောက်ပဲဖြစ်ပါလိမ့်မယ်။ တကယ် investment asset ကအချိန်ဆောင်ရပါတယ်။ရေတုံမဟုတ်ဘဲနဲ့ရေရှည်အတွက်ကိုရည်ရွယ်ပြီးတော့ invest လုပ်ရတာဖြစ်ပါတယ်။ဒီလိုရေရှည်သွားဖို့အတွက်အကောင်းဆုံး strategy ကတော့ DCA လို့ခေါ်တဲ့ dollar cost averaging ပဲဖြစ်ပါတယ်။ ဥမာအဖြစ်မိတ်ဆွေမှာဒီတစ်နှစ်လုံးအတွက်ခရစ်တိုမှာ invest လုပ်ဖို့ရထားတဲ့ပတ်စံမြန်မာငွေ320ရှိတယ်ဆိုကြပါစို့အခု Binance account တစ်ခုဖွင့်ပြီးတော့ Bitcoin ကို320ဘောလုံးဝယ်လိုက်မယ်ဆိုပါစို့မိတ်ဆွေဝယ်ပြီးတော့မှ Bitcoin ကဈေးထိုးတက်သွားလို့မိတ်ဆွေအမျက်တွေအများကြီးရသွားတယ်ဆိုရင်ရရန်ကောင်းပါတယ်အကယ်၍မိတ်ဆွေဝယ်ပြီးတော့မှ Bitcoin ကဈေးထိုးကျသွားပြီးတော့ကုန်ရှုံးသွားတယ်ဆိုလို့ရှိရင်တော့မကောင်းတော့ပါဘူး။ဒါ320လုံးကိုတစ်ခါတည်းဝယ်ခြင်းရဲ့ risk ပါ။နောက်တစ်နည်းစဉ်းစားကြည့်အောင် မိတ်ဆွေ invest လုပ်မယ်320ကိုတစ်လောက်10သိန်းနဲ့12လတနည်းတည်းခွဲပြီးတော့ဝယ်မယ်ဆိုရင်ရောဒါဆိုရင်တချို့လတွေမှာမိတ်ဆွေကဈေးအတက်နဲ့ရမယ်တချို့လတွေကြလို့ရှင်ဈေးအကျနဲ့မိမယ်ဒီလိုနဲ့12လပြည့်တဲ့အခါမှာမိတ်ဆွေရဲ့ဝယ်ဈေးကတစ်ခါတည်းလုံးငနေဝယ်ရတဲ့နေနေမှာဖြစ်ပါတယ်ဝယ်ဈေးနေတယ်ဆိုတော့ပြန်ရောင်းရင်အမြတ်ပိုရမှာပါဒီနည်းလမ်းကိုပဲ DCA dollar cost averaging လို့ခေါ်တာပါ DCA နဲ့ invest လုပ်ခြင်းရဲ့အတားအကျတွေက တခါတည်းနဲ့ဈေးကြီးကြီးမှာဝယ်မိခြင်းကိုကာကွယ်နိုင်တယ်ပုံမှန်စုဆောင်းခြင်း invest လုပ်ခြင်းအလေးချင်းရောဖြစ်စေတယ် market ရဲ့ဈေးအတက်အကျတွေကိုခံမှန်းနေစရာမလိုဘူးစိတ်လောကြီးပြီးတော့စိတ်ပူပြီးတော့ရောင်းနေဝယ်တဲ့ panic buying panic selling တွေကိုရှောင်ရှားစေနိုင်တယ်နောက်ဆုံးတစ်ချက်ကတော့တခါတည်းလုံးငွေနဲ့ပတ်စံထုတ်စရာမလိုဘဲနဲ့လစဉ်ဝင်ငွေတွေရမှာဖဲ့ဖဲ့ပြီးတော့ဝယ်သွားလို့ရတာပါပဲဒီစီရဲ့အားနည်းချက်တွေကတော့ဈေးအမြင်တက်သွားတဲ့အချိန်မှာကိုယ်ကကြံခဲ့နိုင်တာစိတ်ရှည်ဖို့လိုတာနဲ့ ဘယ်အချိန်မှာဘလောက်ဝယ်မလဲဆိုတာကိုစုံဖြတ်ဖို့လိုသေးရပဲဖြစ်ပါတယ်။တကယ်တော့ Coin Crypto မှာ long term investor လုပ်မယ်။အချိန်လဲအရင်မပေးချင်ဘူး။အခုမှစလုပ်မယ် beginner လည်းဖြစ်တယ်ဆိုလို့ရှိရင်တော့ DCA ကအကောင်းဆုံးဝေးချေစရာပဲဖြစ်ပါတယ်။ကဲဒီတော့အခုဘာလုပ်ရမလဲ။ Binance account တစ်ခုဖွင့်ရမှာမယ်။ကျွန်တော် description မှာပေးထားတဲ့ link ကနေပြီးတော့မှဖွင့်မယ်ဆိုလို့ရှိရင် lifetime trading fees 10% discount ရမှာဖြစ်ပါတယ်။ဒီ referral code လေးလည်းထည့်ပြပါ။ပြီးရင်ကို invest လုပ်မဲ့အချိန်အရေအတွက်နဲ့ budget ကိုတတ်မှတ်ထားပါ။ဥပမာတစ်လောက်10သိန်းနဲ့တစ်နှစ်လုပ်မယ်။စသဖြင့် ပြီးရင်တော့ Binance မှာသွားပြီးတော့မှကိုတက်မှတ်ထားတဲ့အတိုင်းဝင်ပြီးတော့စုယုံပါပဲ။ရေရှည်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်က Bitcoin နဲ့ BNB ကိုပဲ recommend ပေးပါတယ်။ Bitcoin ကတော့ safe ဖြစ်ဆုံးဖြစ်ပြီးတော့မှ BNB ကတော့ကိုင်းထားရင်းနဲ့ crypto အပေါ်တွေထည့်ပြီးတော့ရနိုင်တဲ့အသာချက်ရှိလို့ပါ။ပုံမှန်ဝင်စုပေးနေတဲ့ bot တိရောက်တာတွေ plan ချတဲ့အပိုင်းတွေယူတော့ကျွန်တော်တို့ရဲ့ DBS crypto channel မှာလေးစိတ်ကြည့်လို့ရပါတယ်။ DBS crypto channel လေးကိုလည်း subscribe တိလောက်ထားပြီးပါ။ဒီ DBS ကြည့်ပြရေးစမ်းများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကို like လေးပေးခဲ့ပြီးပါအောင်။ဝင်ဝင်နဲ့နေလေးဖြစ်ပါသေး။